ခုဆက်လက်ပြီးတော့လက်ကြတဲ့တုံညာကျင်းသာတာရှင်ကြာသာပရိသတ်တမညာဆိုတော့စာမေးတင်ပါတယ်မှာတုံညာကျင်းသာတာရှင်ကြာသာပရိသတ်တမပါရှိခဲ့မှာဆိုတော့ဆရာဟောပြောချက်များနဲ့ကိုက်ညီမှုရှိမရှိဆရာကိုပြန်လည်ပြောပြနိုင်ပါတယ်ဆိုတော့ဒီအကျဉ်းအပြင်တုံညာကျင်းတယ်အဖွားအပြင်ရာဇခွာကြာသာပရိယဒီသာတာရှင်မကြီးတဲ့မွေးခွားတဲ့အချိန်မှစပြီးတော့ဆက်ကိုနှစ်တာကာလဘဝကံလန်းကြီးဖြောက်တန်းလာကောက်ွေလာဆိုတော့တချို့က ဖွာကောင်းတယ်အဖွာညံ့တယ်ဒါတွေကရေဝက်သတ်မှတ်ချက်ပါအဖွာကောင်းခြင်းမကောင်းခြင်းဒီရေဝက်သတ်မှတ်ချက်ဖြစ်တယ်အဖွာကောင်းပြီးတော့ဘုရားမှာဆင်းရဲတဲ့သူတွေလည်းအများကြီးအဆင်မပြေတဲ့သူတွေလည်းအများကြီးရှိတယ်အဖွာညံ့ပြီးတော့ဘုရားမှာအောင်မြင်တဲ့သူတွေလည်းအများကြီးရှိတယ်အဖွာတတာဒီရေဝက်သတ်မှတ်ခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ကံလန်းလေးဖြတ်သန်းရမယ့်ကံလန်းလေးသာဒီအဓိကကြပါတယ်ဥပမာနဲ့ပြောရရင်နေပြည်တော်လူကနေပြည်တော်ကြီးဒီအမှန်တမ်းမှာစီကားတယ်တိုးတော်လေနေပြည်တော်မှာနေတဲ့သူတိုင်းအဆင်ပြေနေတာမဟုတ်ဘူး ကိုကံတဲ့ပုံမှာကိုမူပြီးတော့အစဉ်ပြေခြင်းမပြေခြင်းအဲဒါမျိုးအဖားသည်ကောင်းခြင်းမကောင်းခြင်းသည်ပဓာနာမကြဘူးကိုရဲ့ချက်လင်းရမယ်ဘဝကံလန်းလေးတည်တာကောင်းဖို့လိုရတယ်ဘဝကံလန်းလေးဖြောင်းတန်းနေမှဆိုရင်အဖားမကောင်းနဲ့ဘဝမှာအောင်းမင်းနဲ့အဖားကောင်းပြီးတော့လေဘဝကံလန်းချက်လန်းတဲ့ခါမှာကံလန်းလေးကညံ့နေမှဆိုရင်အဖားကောင်းတာတခုလည်းနဲ့ဘာမှလိုလို့မရဘူးအဲဒါမျိုးဒီတို့ညချင်းသာသာချင်းကြာတာဝိသံသမီးရာသာဘဝဖြစ်ပါတယ်တိုးတော်လေးသကုဏိတာကာလဝိဖာတဲ့အချိန်မှာသကုဏိတာကာလကိုကံလန်းလေးကိုကြည့်တဲ့ခါမှာဒီသာသာရှင်တွေဒီ ကဏ္ဍကြီးကဖြောင်းတန်းနေတဲ့ခါလာခင်မဟုတ်ဘူးအနေနဲ့တောကပြဘာသာလေးနဲ့ဘဝကို၁၉နှစ်တာကာလမှာရှင်သန်ရတယ်ကြီးပြင်းရတယ်ဆိုတော့ဘဝတဲ့အချိန်၁၉နှစ်တာကာလကိုဘဝတဲ့အချိန်မှာစကြောချူချူစိတ်ချမ်းချမ်းသာသာနဲ့ဘဝဖွာလာတာမဟုတ်ကိုဘဝတဲ့အချိန်၁၉နှစ်တာပြည့်မြောက်တဲ့အချိန်ကာလကြီးကိုမှာတောကပြဘာသာလေးနဲ့တွေ့ရတတ်တယ်တခါကြကြကိုဖြစ်ချင်းတဲ့အကြောင်းအရာတွေရှိမှာပေါ့၁၉နှစ်တာကာလပညာရေးတို့ပါလို့ကိုဖြစ်ချင်းတဲ့ကာလတွေအကြောင်းအရာတွေလို့ကိုဖြစ်ချင်းတဲ့လောက် အရာမထင်ဘူးကိုစိုးသားတဲ့လောက်အရာမထင်ဘူးဒါကကိုယ့်ရဲ့ကိုယ်သားအထုံးမှုပညာရေးကိုကြည့်တဲ့ခါကျတော့လေတဲ့ပညာရေးကံကျတော့လေဒီဒီကာလမှာတော့ပညာရေးပဲရှိတာပါပညာရေးကြည့်တော့ပညာရေးမှလည်းတူပဲလေကိုဘယ်တော့ပဲစိုးစားစိုးစားရတယ်စံမိုးဘက်တော့အောင်မဲဆိုတော့ဂုံလူပုံနဲ့လည်းမရနိုင်ဘူးအားနေတယ်ပေါ့နော်အဲဒါမျိုးဒီပညာချင်းသာသာကြာသာဝိသသညာဒီစကုနိတာကာလမိုးဘက်တဲ့အချိန်မှာစကုနိတာကာလမှာတော့ဘဝကံတန်လေးကဇာပြောနေကြတဲ့နိုင်လုံးကတည်းကလည်းမဟုတ်ဘူးကြောက်ချောတယ်လည်းမဟုတ်ဘူးကြောက်ကြမ်းလန်းလေးပေါ်မှာရှောက်ရတယ်အရင်တော့ကတော့လမ်းခင်းတဲ့ခါမှာ ကြောက်ကြီးစီလိုက်တယ်စီတော့ကက်တရာကြီးကကျဲကျဲလေးလာတဲ့ခါကျတော့ကြောက်ကမချောဘူးလမ်းကျန်နေတာပေါ့နော်အဲ့အဲ့ဒီလမ်းလေးပေါ်မှာကိုကာလီဘောင်ကဆိုလိုပဲလမ်းကကျန်နေတဲ့ခါကျတော့ဘယ်လိုဖြစ်မလဲဒု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 နဲ့တဏှာယုံမိုင်60မှာမောင်းနေမှာတဏှာယုံမိုင်ဘလောက်30လို့မိုင်20လို့ပေါ့လမ်းမှာမကောင်းတာတကယ်လို့ကကိုကမောင်းကြည့်တော့မောင်းလိုက်မလို့လမ်းကြီးမှာအန်နီဖြစ်သွားတယ်အဲ့ကြောင့်မို့ဒီသာသာရှင်တွေကဘူဖော်တဲ့အချိန်မှာ19နှစ်တာကာလမှာတော့ဘဝကံလမ်းတွေကကြောက်ကြမ်းလမ်းတွေပေါ်မှာမောင်းရတယ်ခီးမတွင်ကျဲဘူးပညာကျူးသားတဲ့ခါမှလည်းဒီလိုပဲကိုကျူးသားချက်စီတော့အောင်မြင်ဘူး အဲ့လိုဖြတ်တန်းရင်းနဲ့စကောနှစ်တက်ကာလာပြီးတော့တဲ့ခါမှာတဲ့ဒီတုံညာပြင်းတာတဲ့တာသာပိသသမီးရဲ့ဘောကံလန်းဆုံးတဲ့ခုရောက်မှာဖြစ်ပါလေတဲ့ဒီကံလန်းဆုံးကြီးကတော့ဘယ်ကိုမျှားလေးပြထားမှဆိုရင်ဇာဟုဂျိုတို့၁၂နှစ်စကောနှစ်မှာ၃၀နှစ်တက်နှစ်တာဘောကံလန်းဖြတ်တန်းတဲ့ခါမှာတဲ့ဒီတုံညာပြင်းတာတဲ့တာသာပိသသမီးဘောကံလန်းကြီးကအရင်တိုင်းမလားတဲ့ကောင်းသားပြီလားဆိုတော့အရင်တိုင်းတော့မဟုတ်ဘူးတဲ့ ကြောက်ချောလန်းလေးပေါ်ရောက်သွားတယ်။ကြောက်ချလန်းလေးကြောက်ချောလန်းလေးပေါ်တယ်။နိုင်ငံကတည်းကမရောက်သေးဘူးနော်။ကြောက်ချောလန်းလေးပေါ်မှာမောင်းလာ။လန်းလေးတော့ကောင်းလာပြီနဲ့စပြီးတော့ဒီချက်။ပညာရေးတွေကျူးစားတဲ့အခါဆက်တဲ့ကျူးစားမှဆိုရင်လည်းပညာရေးတွေမှာလည်းအနေငယ်အောင်မြင်ကျူးစားတဲ့လောက်နိုင်ငံကြီးအဆင်ပြေအောင်မြင်လာရတဲ့ပညာရေးပိုင်းမှာလည်းအားမနေတော့ဘူးနော်။ဆိုတော့ဒီချက်ကလည်းနိုင်ငံကောင်းလာတယ်။ပညာရေးနဲ့ချင်းပညာရေးကံလေးကောင်းလာတယ်။သို့မဟုတ်ဘဲကကပညာရေးတွေမလုပ်တော့ဘဲနဲ့အလုံးကောင်းကိုလေထွက်လို့မဆိုရင်လည်းလုပ်ငန်းလုပ်တဲ့အခါမှာလုပ်ငန်းတွေအဆင်ပြေတယ်။ကောင်းတဲ့လုပ်ငန်းတွေလုပ်ရတတ်တယ်။လုပ်ငန်းမှာအောင်မြင်တယ်ပေါ့။ စကုနှစ်မှာ30တန်းနဲ့ဖြတ်တန်းတဲ့ခါမှာဆိုအဲ့လိုဖြတ်တန်းရင်လည်းစကုနှစ်ကအဲ့ဒီ30တန်းနှစ်ကိုဖြတ်တန်းရင်လည်း30တန်းနှစ်ပြည့်မြောက်တဲ့ခါမှာဇာတုကသွားချင်တဲ့တန်းတော်လို့မရဘဝကန်စီမံတဲ့ညွှန်ပြတဲ့တန်းဇာတုကဖြတ်တန်းရမှာမတိမချင်းတည်သွားရင်တော့နောက်တဲ့နေရာမှာရက်တယ်မတိမချင်းတော့ဘဝတန်မြာခီကိုကန်စီမံတဲ့လျှောက်လန်းနေရတာဒီလိုဖြစ်ပါတယ်အကြောင်းမို့30တန်းနှစ်ပြည့်မြောက်တဲ့ခါမှာကန်လန်းတုံလေးတစ်ခုထပ်မှရောက်ရှိအောင်မှာဖြစ်ပါတယ်ဒီကန်လန်းတုံလေးကတော့ဒီတုံညာချင်းသာသာရှင် ကြာကြာပြိတ္တသမီးများကိုဘယ်ကိုမျှလေးပြထားမလဲဆိုတော့တောက်ကြာချိုးသို့20တနေ့30တဲ့ကလေးဆိုကားလည်းကို30တမိုင်းနဲ့52မိုင်းသွား20တဆိုတော့30တမိုင်း52နှစ်ဒါဖြတ်တန်းတဲ့ခါမှာဒီတုံညာကျင်းသာတာရှင်ကြာကြာပြိတ္တဘဝကံတန်းကြီးကဘယ်တော့ကောင်းပြီလဲဘယ်တော့ကောင်းပြီဆိုရင်တော့စကောနိကလေ30တနှစ်အတွင်းတော့ပဲအရန်ကြီးကပေါ်ကြောက်ချောလန်းလေးပေါ်မှာဆက်တဲ့မောင်းနေရမှာမဟုတ်ဘူး တကုတ်ဒီမှာသုံးသက်တိကြောက်ချောလန်းဒီပေါ်မောင်းလာတယ်သုံးသက်တိကလည်း50နှစ်မှလည်းကြောက်ချောလန်းဒီပေါ်မှာလန်းကြီးကတော့တင်းတင်းနဲ့မြတ်ကောင်းနေတော့မယ်ကောင်းနေပြည့်ချက်ကောင်းနေပုံပဲနှစ်ချက်အဲ့ဒီချိန်မှာတစ်ချက်တိတတိထားမှာလုပ်ငန်းတွေလုတ်ကြိုင်တဲ့ခါမှာလုပ်ငန်းတွေပြင်ဆင်မှုတွေကြုံပြတတ်တယ်တဲ့အကြိမ်ဆန်တွေပြင်းထန်လာတယ်သုံးသက်တိကလည်း50နှစ်ဖြတ်တဲ့နေ့ခါမှာဒီခါလေးကလုပ်ငန်းအပြောင်းအရွှေ့တွေပြုလုပ်လာတတ်တယ်ဒါတိတတိရတယ်လုပ်ငန်းတွေအပြောင်းအရွှေ့လုပ်ခဲ့မှဆိုရင်အဲ့ဒီလုပ်ငန်းတွေမအောင်မြင်ပဲနဲ့ဆုံးဖြတ်တတ်တဲ့ဒါကိုတတိထားမယ်လုပ်ငန်းအပြောင်းအရွှေ့တွေလုပ်လို့မရဘူးလက်ရှိလုပ်ငန်းတွေပေါ်မှာ ကုကံလေးကောင်းအောင်လုပ်ပြီးတော့ဆက်လက်ရှောက်နေရမှာဖြစ်ပါတယ်။ကံတော့အနေငယ်ကောင်းလာတယ်။သို့တော်လည်းလုပ်ငန်းမှာပြိုင်ဆိုင်မှုတွေအားပြင်းလာတယ်။အဲ့ဒီအတွက်လုပ်ငန်းနဲ့ပတ်သက်တဲ့ကံလေးတွေကောင်းဖို့ပြုပြင်ဖို့လိုအပ်တယ်။သို့မှသာလျှင်ဒီသာနာရှင်တွေကကြောက်ချော်လန်လေးပေါ်မှာမောင်းတဲ့ခီးပြီးတွင်ကျဲမှာဖြစ်ပါသို့မဟုတ်ပါကလမ်းကောင်းပေမဲ့ခီးမတွင်မှာဖြစ်တတ်တယ်။ဆိုတော့အဲ့လိုဖြတ်တန်းရင်းနဲ့ပဲသူ90နှစ်နှစ်ပြည့်မြောက်တဲ့ခါမှာတဲ့ဘဝပြန်လဲဆုံးတဲ့ခက်မှရောက်ရှိအောင်မှာဖြစ်ပါတယ်တဲ့ဒီပုံညာချင်းတာတာချင်းကြာတာပိတာသမီးများ တန်တဲ့ဆုံးလေးကတော့ဒေဝုမြားလေးပြထားမှာတော့တနင်္ဂနွေကျော်သူ6နှစ်52မှာ58ဖြတ်တဲ့ခါမှာဒီသာသာရှင်ရဲ့ဘောကနဲ့ဒီကြောက်ချောလမ်းလေးမှာသွားနေရတော့လမ်းလေးကတော့နင်းငယ်ချောနေရတော့စကုနေနောက်ပိုင်းကလည်းငယ်ချောနေတာဒီ30 30ကလေး50 50လေး58လမ်းလေးကတော့ချောနေတော့မယ်ဒါကိုဆရာဘာပြောချင်လဲလမ်းလေးကတော့ကောင်းနေပြီလေကြားနေပြီတုတ်တော်လေးကိုကားလေးကောင်းဖို့လိုရတယ်ဆိုကိုကံလေးကောင်းဖို့လိုရတယ်ကိုကံလေးဒါကောင်းအောင်ပြုပြနိုင်မယ်ဆိုရင် ကံကံကြောင့်တောင်ယုံကြည်သောသူများဖြစ်မှာဆိုရင်16နှစ်နောက်ပိုင်းကလေးက58နှစ်တိဒီသာသာရှိမှသည်အောင်မြင်တဲ့သာသာရှိဖြစ်တယ်အဲ့လိုကံကံကြောင့်တောင်ယုံကြည်ဘူးဆိုရင်တော့ကံကပေးတဲ့လောက်ပဲရမယ်အောင်မြင်တဲ့လောက်အောင်မြင်မှာမဟုတ်ပါဘူးရခြင်းတဲ့လောက်ဒီတာရမှာဖြစ်ပါတယ်ရခြင်းတဲ့လောက်ရမှာမဟုတ်ပါဘူးကံကံကြီးကြောင့်တောင်ယုံကြည်သောသူများဖြစ်ပါကစကုနေနောက်ပိုင်းကလေးကဆိုညာရှိတာချင်းကြာစာပြီးသားနေမှဒီစကုနေမှာ33 33မှာ50နှစ်50နှစ်မှာ58နှစ်အောင်မြင်တဲ့သာသာရှိနေဖြစ်တယ်အကြမို့ ဒီအတဘာချက်မှာဆက်မိစင်များရှိကြတယ်ဆရာကတော့အောင်မြင်တယ်လို့ပြောတယ်ဆရာရဲ့ကျွန်တော်ကျမတို့တော့အောင်မြင်ဘူးမအောင်မြင်ဘူးဆိုတော့ကိုယ်စားတာလေးကိုစစ်သေးပါဘာရင်းများလိုအပ်နေတယ်ဘာရင်းများလွဲချော်နေတယ်ဆိုတော့လွဲချော်နေရင်တည့်ပေးပါလိုအပ်နေရင်ဖြည့်သိမ်းပေးပါဖြည့်သိမ်းပေးမယ်ဆိုရင်တော့ဒီတာတာရှိမှသည်19နှစ်နောက်ပိုင်းကတည်းက58နှစ်ထိအောင်မြင်သောတာတာရှိနေဖြစ်ပါလေအဲ့ဒါလေးဆက်ပြီးတော့ဆက်သွားအောင်မယ်ဆိုရင်ရှေ့မှာလည်းဆက်အောင်မြင်နေတော့မယ်အဲ့ကြောင့်ဒီကိစ္စကရှင်များသည်ပြန်ရပြန်မဟုတ်ဘူးလို့အနေငယ်လိုအပ်ပါတယ်တိပိနေဥပမာနဲ့ပြောမယ်ဆိုရင်တော့ တိပင်းလေးကိုရေလောင်းပြီးတော့အာသီလေးကျွတ်မယ်ဆိုရင်အဲ့ဒီအပင်ဒီအသီးပွင့်လေးကိုတီးကျင်တော့ပြီးကျင်တော့အသီးလေးပြီးမှဖြစ်ပါတယ်အဲ့ဒီအသီးပွင့်လေးကိုကိုခံစားရမှာဖြစ်ပါတယ်ပေါင်းလည်းမတင်ဘူးအာသီလည်းမကျဘူးရေလည်းမလောင်းဘူးဆိုတော့သူတီးပြီးတော့ကပြီးမှဖြစ်ပါတယ်လို့ဇာကပြောကြတယ်အကြောင်းမို့ဒီသားတဲ့ကျောင်းရှိကောင်ဆိုတော့ကိုကံလေးကိုပြည့်စင်တဲ့အတိုင်းကောင်းအောင်ပြုလို့ဆောင်ရမယ်ဆိုရင်ဒီသားတဲ့ရှင်မကြီးဘုရားမှာအောင်မြင်သောသားတဲ့ရှင်မဖြစ်မှာဖြစ်ပါတယ်ဘုရားမှာဆင်းရဲတဲ့သားတဲ့ရှင်မဟုတ်ပါဘူးအောင်မြင်ခြင်းများနဲ့ဘုရားကိုဖြတ်သန်းတတ်ပါတယ်အကြောင်းမို့သာမီဆွေများ ကိုယ့်ရဲ့ကံတွေကိုမောင်မြင်ခဲ့ဘူးဆိုရင်တော့ကိုယ့်ဇာတာကိုသိချစစ်ဆေးပြီးတော့အောင်မြင်တဲ့သူတယောက်ဖြစ်ဖို့အတွက်ကံရဲ့ပံ့ပိုးတွေပြုလုပ်ပေးပါကအောင်မြင်သောဇာတာရှင်များဖြစ်ပါလေ။ဆိုတော့ဒီနေ့ညကတော့တုံညာဖြစ်ဇာတာရှင်ဇာတာပရိသတ်သမီးများကိုခေါ်ပြောပြတာဖြစ်တယ်လေ။မနေ့ပြင်မှာတော့ဇာတုံညာဖြစ်ဇာတာရှင်တောက်ကြသသမီးများရဲ့ဘဝကံတန်ကိုဆရာကခေါ်ပြောပြမှာဖြစ်ပါလေ။အဲဒါမို့အမေပြင်တို့ညချင်းတာနဲ့တော့တာတင်းများစာမေးစင်မနဲ့ပါရှိကမစားဆရာရဲ့အစီအစဉ်ကိုဆောင်ရွက်ကြည့်ရှုဖို့ဆရာကပြောကြားလိုပါတယ်။အစီအစဉ်များ ဆရာယခုခေါ်ပြောတဲ့မြတ်ရေရာနာကုသလကောင်ပြီလို့ဆောင်ရပြီကောင်းကျိုးတွေနဲ့ရှိကြပါစေကံကောင်းခြင်းတွေပိုင်ဆိုင်ကြပါစေကြုံတွေ့နေသောအချက်တွေခက်ခဲဘေးစိုးဒုက္ခကုသမြတ်တွေမှာလည်းကင်းဝေးကြပါစေဆရာခေါ်ပြောတဲ့မြတ်ဘုံသူတမြတ်ကိုလည်းပြီလို့ဆောင်ရပြီကောင်းကျိုးတွေနဲ့ရှိကြပါစေလို့ဆရာကယနေ့ညဆုမ